ဝိပဿနာအလုပ်ကိုဘာဖြစ်လို့ပွားများအထုတ်ခိုင်းတာလဲအထုတ်ကြတာလဲလို့မေးရင်ကံအလုပ်တွေနဲ့သိရင်မသေးကြလို့ဒါနသီလသမထအဲ့ဒီအလုပ်ဒီကံအလုပ်ပဲလူတိုင်းနဲ့လုပ်နေကြတယ်သို့တော့အဲ့ဒီသုံးမျိုးဟာကံတရားဖြစ်တဲ့အတွက်ကြောင့်သိတဲ့အခါမှာဂတိမြဲပြီးတော့စိတ်ချရတဲ့သိခြင်းမျိုးကိုမရောက်နိုင်ဘူးဒါကြောင့်မလို့ဝိပဿနာတရားကိုအထုတ်ရတာ ဲ့တော့ဝိပဿနာဆိုတာဘာလို့ထားလဲလို့မေးရင်မိမိခန္ဓာရဲ့ဖောက်ပြန်ပျက်စီးမှုကိုဉာဏ်နဲ့စောင့်ကြည့်တဲ့အလုပ်ဒီဝိပဿနာပဲကိုယ်ပဲနေပဲချင်းဘယ်နာဘယ်နေရဘယ်ယောဂာနဲ့ဘလို့နှိမ့်ဆက်ပြီးတော့တရားမှမသိတဲ့အခါကျတော့တရားနာတော့ဝေဒနာတွေနှိမ့်ဆက်ပြီးတော့တရားအဲ့ဒီနှိမ့်ဆက်တဲ့ဝေဒနာတွေကိုဒုက္ခသစ္စာပါလားလို့ရှုပြီးတော့သိရင်ဉာဏ်နဲ့သိတာမဟုတ်လို့သိကြတဲ့ဒုတိယဘဝဟာနတ်ပြီးအရိယာ လည်းဖြစ်မယ်နတ်ပြည်လည်းရောက်မယ်အဲ့လိုသေချာတဲ့ရှုခွင်ရှုခွင်မျိုးကိုဝိပဿနာအလုပ်လို့ပြောတာဒါကြောင့်ဝိပဿနာကိုအလုပ်ခိုင်းတာလုပ်ဖို့တိုက်တွန်းတာဝိပဿနာဆိုတာလေနောက်ပြီးတော့ဘုရားဘာသာမှာပဲရှိတဲ့အလုပ်ပါပြန်တဲ့တရားသုံးပါးကတော့ဘယ်ဘာသာနေနေရှိကြတယ်ဝိပဿနာကြတော့ဘုရားဘာသာ တစ်မျိုးတည်းမှာပဲရှိတယ်ဟုတ်ပြီဝိပဿနာတရားအထုံးမဲ့ပုဂ္ဂိုလ်များကသတိပဋ္ဌာန်တရား၄ပါးကိုသိရမယ်ကာယ ानु ပဿနာသတိပဋ္ဌာန်ဝေဒနာ ानु ပဿနာသတိပဋ္ဌာန်စိတ်တ ानु ပဿနာသတိပဋ္ဌာန်ဓမ္မ ानु ပဿနာသတိပဋ္ဌာန်ကာယ ानु ပဿနာသတိပဋ္ဌာန်ဒီရုပ်ရဲ့ဖောက်ပြန်မှုကိုရှုတာဝေဒနာ ानु ပဿနာသတိပဋ္ဌာန်ဒီဝေဒနာရဲ့ဖောက်ပြန်မှုကိုရှုတာစိတ်တ ानु ပဿနာသတိပဋ္ဌာန်ဒီစိတ်ရဲ့ဖောက်ပြန်မှုကိုရှုတာဓမ္မ ानु ပဿနာသတိပဋ္ဌာန်ဒီစိတ်ရုပ်ဝေဒနာလုံးကိုခွဲခြားပဲနဲ့ဘယ်ဓမ္မပေါ်ပေါ်ဒုက္ခသစ္စာပဲလို့ရှုတာကိုဓမ္မ ानु ပဿနာသတိပဋ္ဌာန်လို့ခေါ်တယ်ဟုတ်ပြီ ကာယ ानु ပါဒနာသတိပဋ္ဌာန်သည်ကိလေသာထူညာထိုင်တဲ့ပုဂ္ဂိုလ်တွေရှိတာဝေဒနာ ानु ပါဒနာသတိပဋ္ဌာန်သည်လောဘကြီးပြီးတော့ညံထက်တဲ့ပုဂ္ဂိုလ်တွေရှိတာစေတံ ानु ပါဒနာသတိပဋ္ဌာန်သည်ညံထမ်းပြီးတော့ဒိဋ္ဌိတရားအကြီးတဲ့ပုဂ္ဂိုလ်တွေရှိတာဓမ္မ ानु ပါဒနာသတိပဋ္ဌာန်ကြတော့ကိလေသာပါညံထက်တဲ့ပုဂ္ဂိုလ်တွေရှိတာဒါဆိုရင်တပည့်တော်ကဘယ်လိုရှိရမှာလဲလို့မေးရင်ပထမဆုံးကာယ ानु ပါဒနာသတိပဋ္ဌာန်ကိုရှိပါပထမအုပ်ဆုံးလို့ပြောတာအရင်ရှုရမယ်လို့ပြောတာတော့မဟုတ်ဘူးဒါမှမဟုတ်ကိလေသာထူညံထိုင်းတဲ့ပုဂ္ဂိုလ်များ ကာယ ानु ပသနာတိပ္ပံနဲ့ရုပ်ရဲ့ဖောက်ပြန်မှုကိုရှုလာရုပ်ရဲ့ဖောက်ပြန်မှုဒီကြမ်းတမ်းနဲ့ထင်လွယ်မြင်လွယ်တဲ့ပြီးတော့ဖြစ်တာပြက်တာနှေးတယ်ဒါကြောင့်မလို့ရုပ်ရဲ့ဖောက်ပြန်မှုကိုရှုလာသည်ဖြစ်ပျက်ကိုမြန်မြန်မြင်ပါတယ်စိတ်ရဲ့ဖောက်ပြန်မှုကြတော့သူကမြန်တယ်ပိန်မွေ့တယ်နူးညံ့တယ်အဖြစ်လဲမြန်တယ်အပြက်လဲမြန်အဲ့တော့ရှုလက်စပုဂ္ဂိုလ်မှာ ဖမ်းလို့မမိနိုင်ဘူးဒါကြောင့်မလို့ကာယ ानु ပဒနာသတိပဋ္ဌာန်ရှုရတယ်ကာယ ानु ပဒနာသတိပဋ္ဌာန်ရှုမယ်ဆိုဘယ်လိုရှုမလဲလို့မေးရင်ပထမဝင်လေသည်ထွက်လေသည်အာနာပါနာကိုထိုင်လိုက်ထိုင်ပြီးတော့မှ9မိနစ်လောက်3မိနစ်လောက်ကလေးထိုင်ပြီးတာနဲ့ခန္ဓာကိုယ်ရဲ့နားလာတယ်ဆိုလို့ရှိရင်ကျင်းလာတယ်ဆိုရင်ဖောက်ပြန်တယ်လို့ရှုပါဖောက်ပြန်တယ်လို့ရှိရင်ကာယ ानु ပဒနာသတိပဋ္ဌာန်အဲ့လိုဆိုရင်တက္ကာယဒိဋ္ဌိပြုတ်ပါတယ်လောဘဒေါသမောဟလည်းငြိမ့်ပါတယ်ဒါကြောင့်ကာယ ानु ပဒနာသတိပဋ္ဌာန် နေတရားဟောဖို့အတွက်ဖုံးမေအလူရှင်မှာကျူကျူအကောင့်ပိုင်ရှင်မဲ့ဖြစ်ပါတယ်။ကျမ်းမာချမ်းသာဘေးရန်ကွန်ပြီးတော့ဤဘဝဤခန္ဓာနဲ့ပင်ဒုက္ခအပေါင်းတို့ချုပ်ညင်ရန်နိဗ္ဗာန်သို့မြတ်မောပြုနိုင်ပါစေမေတ္တာပြုပါတယ်။အဲ့တော့ဝေဒနာနုပဒနာအရှုခံတရား12ပါးရှိပါတယ်။ဒါတော့ပုဂ္ဂိုလ်တတ္တဝါတိုင်းလူတိုင်းမှာခန္ဓာ၅ပါးရှိတယ်။အဲ့ဒီခန္ဓာ၅ပါးထဲမှာဝေဒနာခန္ဓာပါတဲ့အတွက်ကြောင့်ဟုတ်လို့ ဘယ်ပုဂ္ဂိုလ်နေနေတည်တဲ့အခါမှာဝေဒနာတို့ရဲ့နှိမ့်ဆက်ခံပြီးတော့တည်ရမှာဖြစ်တဲ့အတွက်ကြောင့်ဝေဒနာနုပဒနာအရှုကံတရား72ပါးကိုကောင်းကောင်းခွဲခြားပြီးတော့ရှုပြီးတော့နေလဲနေမယ်တည်လဲတည်မယ်ဆိုရင်တော့နေခြင်းလဲကောင်းတည်ခြင်းလဲကောင်းမှာဖြစ်တယ်ဒါကြောင့်ဝိညာဉ်ဥပဒနာအရှုခံတရား72ပါးကိုကောင်းကောင်းနားလည်ထားဖို့တော့အလွန်မတန်မှအရေးကြီးပါအဲ့တော့မျက်စိရဲ့နားရဲ့နှာခေါင်းရဲ့လျှာရဲ့လေးဌာနသည်ဥပိ္ပခဝေနာပေါ်တယ် ခန္ဓာကိုယ်မှာတော့ဒုက္ခဝေဒနာဒုက္ခဝေဒနာဆိုပြီးတော့ဝေဒနာနှစ်မျိုးပေါ်ပါတယ်ပြီးတော့ဟရိယဝတ္ထုဟရိဝင်းထဲမှာကြာတော့တောမနတဝေဒနာဒောမနတဝေဒနာဥပိ္ပခဝေဒနာလို့ဝေဒနာ၃မျိုးပေါ်တယ်နောက်တစ်ခါနှာခေါင်းမှာရှူသိမ့်ဆိုင်ရှူနေတယ်ဆိုင်နေတဲ့အချိန်မှာရှူလို့ကောင်းရင်တောမနတဝေဒနာရှူလို့မကောင်းရင်ဒောမနတဝေဒနာရှူရတာဆိုင်ရတာဘာမှမသိဘူးဒီတိုင်းပဲဆိုရင်ဥပိ္ပခဝေဒနာဆိုပြီးတော့အလုံးပေါင်းတော့၁၂ပါးပါအဲ့တော့အဲ့ဒီ7ပါးဟာဌာနကိုတီးပြီးတော့လိုက်ပြီးတော့7ပါးဖြစ်တာတကယ်တော့ခန္ဓာမှာ ဥပဝေဒနာ၅ပါးပဲရှိတယ်ပေါင်းလိုက်တော့ဥပ္ပခဝေဒနာပေါ်မယ်ဥပ္ပခဝေဒနာပေါ်မျက်စိနားနှာခေါင်းမှာဒုက္ခဝေဒနာဒုက္ခဝေဒနာခန္ဓာကိုယ်မှာပေါ်ဝင်းထဲမှာကြာတော့ဟရိယဝတ္ထုမှာကြာတော့ဒေါမနတဝေဒနာဒေါမနတဝေဒနာဥပ္ပခဝေဒနာတို့ပြီးတော့သုံးပါးပေါ်အလုံးပေါင်းတော့ဝေဒနာတူရာပေါင်းရင်ဝေဒနာ၅မျိုးပဲရှိတယ်အဲ့တော့မျက်စိနားနှာခေါင်းလျာမှာကြာတော့ဥပ္ပခဝေဒနာပေါ်တော့သူကောင်းမကောင်းသူကဆုံးဖြတ်တာမဟုတ်ကောင်းမကောင်းဆုံးဖြတ်တာကဒီဟရိယဝတ္ထုကဆုံးဖြတ်တာ မြင်လို့ကောင်းတယ်ဆိုရင်သောမနတဝိနာမြင်လို့မကျေနပ်ဘူးဆိုဒေါမနတဝိနာမြင်တာဘာမှမဆုံးဖြတ်နိုင်ဘူးဆိုရင်ဥပိ္ပခဝိနာအဲ့တော့စိတ်ဘက်ကသွားရင်မြင်လို့ကောင်းရင်လောဘပဲမြင်လို့မကောင်းရင်ဒေါသပဲအဲ့တော့မြင်လို့ဘာမှမသိဘူးဆိုမောဟဖြစ်သွားတယ်အဲ့ဒါစိတ်ဘက်ကကောင်းဝေဒနာရောရှုတဲ့နေရာမှာလည်းအဲ့တိုင်းပဲခန္ဓာကိုယ်မှာနားနေတယ်ဆိုရင်အော်ဒါဒုက္ခဝေဒနာပဲခန္ဓာကိုယ်မှာဒီတိုင်းအခုနေရတာကောင်းတယ်ဆိုအော်ဒါဒုက္ခဝေဒနာပေါ်တာပဲဒီလိုလေးဆုံးဖြတ်ပြီးတော့ စိတ်ဆိုးနေတယ်ဆိုဒေါမနတဝင်တာဝင်နေမှာဖြစ်တာအာပျော်လိုက်တာဆိုဒေါမနတဝင်တာဝင်နေမှာဖြစ်တာတခါလေကျတော့လည်းနေရတိုင်းရတာဘာမှလည်းမသိဘလို့မှလည်းမခံစားဘူးဆိုရင်ဥပိ္ပခဝေဒနာဝင်နေမှာပေါ်နေတယ်အဲ့ဒီလိုလေးပိုင်ပိုင်နေနေလေးတိသွားရင်ဩဒါဝေဒနာပါလားဒါဝေဒနာပေါ်တာပဲဆိုတခါလေမကျင်တတ်တဲ့အခါမှာဒိုင်းဆိုဒေါသထွက်လာဩဒါဥဒေါမနတဝေဒနာဝင်နေမှာပေါ်လာတခါလေကျတော့လည်းနေရတိုင်းရတာပျော်လိုက်တာသားတွေသမီးတွေစီးပွားရေးတွေအဆင်ပြေလို့အဲအဲ့ဒါကျတော့ဒေါမနတဝေဒနာအဲ့ဒီခါကျတော့ ဩငါတော့မနဲ့တာဝိနာပါလားအတခါကျတော့နေရထိုင်ရတာဒီတိုင်းမှာပဲဆိုဥပ္ပခါဝင်တာဒါဆိုခန္ဓာကိုယ်မှာပေါ်ရလေးကိုဝေဒနာပါလားဝေဒနာပါလားလို့ရှုပေးနေခြင်းအပြင်တက္ကံရဒိဋ္ဌိပြုတ်တယ်လောဘဒေါသမောဟလည်းအထိုင်လျောက်ငြိမ့်နေဒါကြောင့်ဝေဒနာနုပဒနာရှုပွားနည်းဖြင့်ဒီနေ့သန္တနာမြုပ်ကုစုအဖြစ်ဓမ္မဒါနအမတဒါနတရားအလှူတော်အဖြစ်ပါဝင်လှူဒန်းပေးကြတဲ့အလှူရှင်များမှာမေတော်နန်းခမ်းချောတက္ကရာတော်ဆင်မင်းမောင်မေတော်ချွန်မာရီဝင်းတက္ကရာတော်အောင်မြင့်မြတ်နဲ့မေတော် မိသက်စုလိုပဲဖြစ်ပါလေ၎င်းကုသိုလ်ရှင်တို့သည်ဤကုသိုလ်ကံစေတနာကြောင့်ကြာရောက်စေဘေးအန္တရာယ်အမျိုးမျိုးမှကင်းစင်လွတ်ပြောက်ပြီးဒုက္ခအပေါင်းတို့ချုပ်ငြိမ်းရနိဗ္ဗာန်သို့မျက်မှောက်ပြုလွယ်နိုင်ကြပါစေလို့ဆုတောင်းမေတ္တာပြုပါတယ်အဲ့တော့အာစိဏကံကိုသိခြင်းပါလေအာစိဏကံကိုသိခြင်းနဲ့ဆိုရင်အထက်မှာကံလေးမျိုးကိုပို့သိရမယ်ကံလေးမျိုးမှာကရုကံရယ်ကရုကံရယ်အာတနကံရယ်အာစိဏကံရယ်ကရထကံရယ်လို့ကံလေးမျိုးရှိတယ် အဲ့ဒီကံလေးမျိုးမှာဂရုကံဆိုတာအကုသိုလ်ဘက်ကဂရုကံငါဖျားတတ်တယ်တို့အဖေတတ်တယ်အမေတတ်တယ်ယန္နာကိုတတ်တယ်ဖျားကိုသွေးစင်းတီအောင်လုပ်တယ်ပြီးတော့အဲပြီးတော့တန်ခါသင်းခွဲတယ်ပြီးတော့နိယတမိစ္ဆာဒိဋ္ဌိအဲ့ဒါကတော့အကုသိုလ်ဂရုကံအကုသိုလ်ဂရုကံကတော့ဇံအဆင့်တဆင့်ဆင့်ကိုရောက်ပြီးတော့ဇံမြန်မိုးပြန်ဖြစ်နေတယ်ဆိုရင်တော့အဲ့ဒါကုသိုလ်ဂရုကံပြီးတော့ဝိပဿနာဘက်မှာကျင်ဖြစ်ပြက်ကြိုက်ထားတဲ့ပုဂ္ဂိုလ်ကအ ਨੇ ဆုံးကုသိုလ်ဂရုကံပြီးတော့အရိယာဖြစ်သွားပြီဆိုရင်တော့အဲ့ဒါကုသိုလ်ဂရုကံ ပြီးတော့အာစိနကံကကြတော့နေ့တိုင်းကုသိုလ်လုပ်ထားအောင်အာစိနကံနေ့တိုင်းဖျားဝတ်တက်တဲ့နေ့တိုင်းပရိစိတ်တဲ့နေ့တိုင်းပဋ္ဌာန်ရွတ်တဲ့နေ့တိုင်းဂုံတော်ပွားတဲ့အဲ့ဒါအာစိနကံအာတန်ကံကြတော့အဲ့လိုမဟုတ်တော့ဘူးသူကဒေဃာနိကြမှာဖြတ်ပြီးတော့လာတာသူကြမှာသူဒေဃာနိကြမှာကုသိုလ်တွေလောရင်းနဲ့အကုသိုလ်သတိရသွားတယ်ဆိုတော့အဲ့ဒါဒေဃာနိမှာအာတန်ကံဖြတ်ဝင်တဲ့အတွက်အပေကြတာမျိုးအာတန်ကံတချို့ကြတော့အကုသိုလ်တွေတခြားလောင်းလောက်လာပြီးတော့ဒေဃာနိကြမှာဝါသောသင်္ကန်းကတ်ထားတော့ပြည့်ရွတ်ထားတော့အဲ့ဒီကတ်တဲ့ကံလေးနဲ့ကတ်ပြီးတော့ အဲဟိုလူနဲ့လူပြီးနတ်ပြီးဖမပြီးရသွားတာကြတော့အဲ့ဒါအာတန်ကံကပ်ပြီးတော့လောက်တာကရတကံကတော့နေ့စဉ်ပြုတ်လောက်တဲ့ကံအလုပ်တွေရဲ့အပေါ်မှာသူကြမှာသူကုစုလောက်တယ်လှူတယ်ဆိုလို့ရှိရင်လည်းအဲ့ဒီလှူတဲ့အပေါ်မှာတက်တက်ရောက်ရောက်ကြီးမရှိဘဲနဲ့လှူကမြတ်မတ်တာသဘောကိုတော့အာတန်ကံအဲ့တော့အကျိုးပေးရင်မလို့အကျိုးပေးလဲလို့မရင် ကုစုကရုကံမရှိရင်ကုစုကရုကံကိုယ်မှာမရှိဘူးဆိုရင်အဲကုစု အာတန်နကံကအကျိုးပေးတယ်ကုသိုလ်အာတန်နကံမရှိဘူးဆိုလို့ရှိရင် ကုသိုလ်အာစေနကံကအကျိုးပေးတယ်ကုသိုလ်အာစေနကံမရှိဘူးဆိုရင်ကို့မှာကုသိုလ်ကတ္တတကံကလာပြီးတော့အကျိုးပေးနိုင်တယ်အဲအဲ့ဒီလိုပဲကုသိုလ်ကို့မှာအကုသိုလ်ဂရုကံရှိရင်ဒီဘဝမှာတရားအထုတ်လို့မရပါဘူးခုနကပြောခဲ့တဲ့ဂရုကံအဲ့တော့ယင်အဓိကက အာစေနကံဒီအမြဲတမ်းလုပ်တဲ့ကံကိုအာစေနကံသို့တော်လည်းအဲ့ဒီအာစေနကံကဂရုကံဖြစ်ဖို့လို့လို့လဲဆိုကြပါတော့အမြဲတမ်းတရားထိုင်နေဆိုရင်အဲ့ဒါ ဂရုကံလည်းဖြစ်တယ်အာသနကံလည်းဖြစ်တယ်အဲ့ဒီခါကျတော့အာသနကံကျတော့လည်းသူပဲဖြစ်သွားတော့လားအာသနကံကျတော့လည်းဒီခါနီးမှာဝိပဿနာမက်ကိုဝိပဿနာနဲ့ဖြစ်ပြည့်မဲ့ကြိုက်ပြီးတော့သေလို့ရှိရင်ကုစုဂရုကံလည်းဖြစ်တယ်အမြဲတမ်းအာထုတ်နေတာလည်းဖြစ်တယ်အတွက်ကြောင့်အမြဲတမ်းအာထုတ်နေတဲ့အတွက်အာသနကံ ဝိပဿနာမှုလို့ဂရုကံပြီးတော့တေဂာနီမှာလည်းဒါပြီးတော့ဆုံးဖြတ်ပြီးတော့ဒီလိုဖြစ်ပြမဲ့ကိုက်ပြီးတော့တေးတယ်ဆိုလို့ရှင်တော့အာတန်တကံအဲ့ဒီကံကြတော့အကုသိုလ်ကံကကိုယ်ဝင်လို့မရတော့ဒါကြောင့်အမြဲတမ်းအလုပ်လုပ်ဖို့လိုလို့လေဝိပဿနာအားထုတ်ဖို့လည်းလိုပါတယ်